အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်ဧပြီလ25ရက်စောက်ကြတဲ့နေခင်းရှေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဘုန်းကြီးမြို့နယ်နမဒေသအလဲတော်ခြေဆိုင်အမှတ်385ချင်းမြန်တိုင်ရင်ကနေလက်နေကြီးတွေနဲ့ပြစ်ခတ်နေပါတယ်နမွန်တောင်ထိပ်လက်နေကြီးစခန်းကနေလဲအင်းတော်ကြီးရှေးဘက်ကန်ဒေသကိုပြစ်ခတ်တိုက်ခိုက်နေပါတယ်ရခင်ကအလဲတော်မှာ အမှတ်385ချင်းမြန်တန်ရင်နဲ့အမှတ်386ချင်းမြန်တန်ရင်နှစ်ရင်းရှိခဲ့တာဖြစ်ပြီးအမှတ်380ရင်းကိုကဲမှုဌာနချုပ်ကိုခြေလင်းစစ်မဟာသုံးလို့ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက်ပိုင်းမှာအမှတ်386ချင်းမြန်တန်ရင်ကိုဖျက်သိမ်းပြီးနှစ်တက်တက်ပေါင်းပြီးတန်ရင်ကြီးအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အမှတ်385ချင်းမြန်တန်ရင်ဟာချွေးဘုံမြကြီးနာပြည်တော်စုကားလမ်းနဲ့အလဲတော့ဘလူးမွန်းကြီးလမ်းဆောင်မှာတည်ရှိတာဖြစ်ပါတယ်အဲ့ဒီပဲလမ်းကြောင်းကရွာစင်းလေးကိုခုထိမှတ်မိနေပါသေးတယ် လွယ်ဦးခုနမရွာလေးကြီးဟိုပင်တကွင်းလက်မီအင်းကြီးကောင်အလဲတော်လိုဖြစ်ပါတယ်မှနေရင်လည်းပြောပြကြပါစည်ရင်ပြင်းထန်မှုတွေဖြစ်လာနိုင်ခြင်းရှိတာမလို့ memory ပြန်ခေါ်နေတာဖြစ်ပါတယ်လက်နေကြီးပြတ်ခတ်မှုကြောင့်မိုင်းနောင်ဘက်မှာလည်းချေးရွာဆုံကနေရင်တွေထိခိုက်မှုရှိပါတယ်စစ်ကောင်စီကဖားကန်ဘက်ကိုလည်းမြေပြင်စစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်ရောက်လာနေပါတယ်ခုပင်ကလည်းအင်တော်ကြီးကြီးလမ်းလုံးကြုံရေးတွေခက်စိတ်စိတ်နေရယူထားပါတယ်။တာချင်းပြောင်းတဲ့ဖြစ်မလား။ ။ကာမိုင်းဘက်ကလည်းစစ်ကြောင်းချဝင်နေဆိုတော့ဖားကန်ဒေတာဟာလည်းစစ်ရေးထက်မှန်ပြင်းထန်လာနိုင်သလား။အဲ့ဒီနေရာမှာလော့ဖန်တွေတော်တော်များများကတရုတ်တွေကြီးဆိုတော့စဉ်းစားရတာတမျိုးဖြစ်နေပါတယ်။ဖားကန်ဆိုတာခိုးရခင်ကနှစ်ဖက်စလုံးကိုပေးကမ်းနိုင်မှအမော်ထဲမှာလုတ်ကင်ခွင့်ရတာဖြစ်ပါတယ်။ဖားကန်ဆိုတာနှက်ကြီးပါတယ်။တိုင်းမှုအဆင့်တော့ထဲထဲဝင်ဝင်လက်ကျွန်ချေကျွန်လို့မရပါဘူးပြုတ်သွားတာရှိခဲ့ပါတယ် ဒူးချုပ်ဆိုရမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုလုပ်ခဲ့တာဆိုတော့ဒီနေရာကဘာရလဲဆိုတာတော့ကြည်ပြီးသားဖြစ်ပါတယ်။ဇမန်နေ့မနေ့ကဘကိုးတိုင်းရှေ့ချမ်းစစ်တောင်းမြေရှေ့ဘက်ကရွှေကျေမြို့ကွန်စိတ်ကျွရကအစ်ကောင်စီစခန်းငယ်တစ်ခုကိုတရားလာလင်းနဲ့ပူပေါင်းတပ်တွေတိမ့်ပိုက်ရရှိခဲ့ပြီဖြစ်ပါတယ်။ဆိုပါဆက်စကန်းဟာကရနာလီတပ်မဟာသုံးနယ်မြေထဲမှာတည်ရှိပြီးတရဲသမိန်ကြီးပါရဲ့အရှိမဲ့ကမ်းမှာတည်ရှိနေတာဖြစ်ပါတယ်။ဘကိုးတိုင်းရှေ့ချမ်းတာယာဝတီအခြေဆိုင် အမှတ်35ချင်းလင်းတရင်တဲ့ကနေစစ်ရင်တန်းလေးစီလက်ပန်းဖက်ကိုထွက်ခွာလာတာရှိပါတယ်။မင်းလာမျိုးနယ်တဲ့ကိုစစ်ရင်အဖြစ်တင်းတာဖြစ်ပါလိမ့်မယ်။အေဒီလာကုန်ထီအပြည့်ရမယ်လို့ကြောင်ညာထားတဲ့အချမ်းဖက်တက်ဟာအုတ်ရှိပင်ညောင်ကျိုးနယ်တဲ့ကိုစစ်ရင်တန်းကိုစီမက်စီမန်ရွာလို့နာမည်ကြီးတဲ့တလုတ်ပင်ဇေယလဖက်ကိုလည်းစစ်ရင်တန်းခုနှစ်စီးပို့ဆောင်ပြီးအင်အားဖြစ်တင်းနေတဲ့ဖြစ်ပါတယ်။ချမ်းမြောက်လာရှိုးဘူတာတိရှိရာခင်းင်းမှာစစ်ကောင်စီရဲ့လက်နက်ကြီးစခန်းအခြေချစုဖွဲ့လိုက်ပြီးဖြစ်ပါတယ်။ ရှေ့လာမဲ့ရန်နယ်ငယ်အတွင်းမှာတောင်ကြီးကနေအင်အား150စီစုဖွဲ့ပြီးငါးကခွဲကပို့ဆောင်မဲ့ရန်နယ်စီမံချက်ရှိနေပြီးအမျိုးသမီးစစ်တီတွေလည်းအများပြားပါဝင်တယ်လို့သိရှိရပါတယ်။လာချိုးမှာတော့ဆေးဟုတ်ချိုးရဲ့အသက်ဝင်လာပြီးဖြစ်ပြီး AD တရားမှာဝင်လာသမျှမော်တော်ယာဉ်တွေကိုတစ်စီးလင်300တောင်းနဲ့ဖြတ်သန်းဝင်ပြုနေပြီးမနေ့6ည6အမိတ်ထုတ်လာနိုင်တယ်လို့ဒေသခံတွေစီကလည်းသိရှိရပါတယ်။မြို့ထဲကနေအထွတ်မော်တော်ယာဉ်တွေကိုတော့တစ်စီးလင်900တောင်းသတ်မှတ်တာဖြစ်ပါတယ်။ ကြားရရမှာတော့ဥပပေါင်းတပ်ဖွဲ့တွေရဲ့စီးအစီမံချက်သတင်းတွေကိုစစ်ကောင်စီကလွယ်တကူရရှိနေတဲ့ဖြစ်ပါတယ်။ယခုလ26ရက်နေ့မှာမြောက်ဆန်းခြေဆိုင်အမှတ်344အမြောက်တိုင်ရင်းကိုတိုက်စစ်ဆင်မယ်ဆိုတဲ့သတင်းရပြီးခံစစ်ပြင်ဆင်နေပြီဖြစ်ပါတယ်။စစ်တိုင်းကရေကြီးစာဒီသားဖြစ်နေတော့ပုံပြီးထိန်းချုပ်ကလွယ်ကူသေးတဲ့အနေထားလည်းဖြစ်နေပါတယ်။မကွေတိုင်းနိုင်ငံပကြံထိတွေ့မှုပြန်ဖြစ်နေပါတယ်။နိုင်ငံတော်မှာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတယ်လို့ကဘာလုံးဖက်ချန်းကနေလဲလက်နယ်ကြီးနဲ့ပြစ်ခတ်နေပါတယ်။ အမှတ်69ချင်းမြတ်တနမဌာနချုပ်ရဲ့ဒုတိယမှမူဦးစီးတဲ့ခန်းစစ်စခန်းကိုအရခတ်တောင်းတဲ့ပူပေါင်းဖွဲ့တွေရလိုက်ပြီးဆိုရင်တော့ဗရန်လန်းဆောင်ကိုပါစိုးမိုးနိုင်တော့မှာဖြစ်ပါတယ်။ပခုတ်ကူဘက်မှာတော့ဆက်တက်လေဒီတစီဈေးဥပောက်ပြစ်ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။အညာမြေလက်ကောင်းဝင်ရန်ကနေဒုက္ခပေးနေတဲ့ငနာကောင်တွေလန့်သွားကြမယ်ဆိုတာကတော့သိကြပါတယ်။ဈေးစကြိုဘက်ကတိုင်ရင်တင်းရောင်းတဲ့ထောက်ဖို့ထီအဆောင်တရာလောက်ကြာနေသေးတာလေးကူညီပေးကြစေလိုပါတယ်။အဆောင်မှ2000လာဖြစ်ပါတယ်။ ဆမကျုံမျိုးတောင်မူရွာနဲ့တောရကြောင်ရွာတဲ့ဘက်ကိုလည်းမြေပြင်ထိတွေ့မှုမရှိပဲလေကြောင်းကနေဘုံချတိုက်ခိုက်လိုက်ပြန်ပါတယ်။အင်အားဖြင့်ဘုံစီမျိုးသားဖြစ်ပါလိမ့်မယ်။ဆမကျုံမျိုးတွေကအိမ်တို့မိုးတွေတောင်တုံခါသွားတယ်လို့သိရပါတယ်။အရင်ရက်ကကျွန်တော်မှန်းဆခဲ့တယ်လို့ကလေးနဲ့ကံခေါ်ကြကြံသာတွင်လည်းကိုစစ်ကြောင်းနှစ်ကြောင်းဝင်ရောက်လာနေပြီဖြစ်ပါတယ်။သတင်းကောင်းလေးစောင့်မျှော်နေုံသာရှိပါတော့တယ်။စကိုင်းတိုင်းကလေးဝမျိုးနဲ့မဆိုင်ရွှေမို့ဒရုန်းနဲ့ဘုံချတိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံတွေကအမောင်းသူမဲ့လေရင်လို့ဆိုနေကြပြီးအပြစ်မဲ့ပြည်သူတို့သေဆုံးခဲ့ရပါတယ်။မင်းငင်းမြို့နယ်ကပြစ်ရွာလေးကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။အဆိုပါရွာဟာအင်ဂျီ35အင်တာရှိတဲ့ရွာငယ်လေးတစ်ခုသာဖြစ်ပါတယ်။သတင်းချိုချိုလေးရှိပါတယ်။စကိုင်းကလည်းဘ ᱹ ဘက်ကိုရိတ်ခါကိုအပြည့်ရင်စင့်ခေါ်ပြီးရိတ်ခါပို့ပေးနေရတာဖြစ်ပါတယ်။အဲ့ဒီမှာကပလိတ်တပွေးဟာရိတ်ခါပို့တဲ့ရင်နီးရင်အစီး20ထဲမှာရောရောင်လိုက်ပါလာတဲ့သတင်းကိုပူပေါင်းတက်ဖွဲ့ကသတင်းအတိအကျရလိုက်ပါတယ်။အဲ့တော့စရေးအတွက် ကျောက်ပဏံကန်ကြီးကုန်းဒီမှာမိုင်းဆွဲတက်ခိုက်လိုက်တာရင်မောကပ်ပိုင်မှာမက်ဆီကိုက်ပါတယ်မက်ဆီကိုက်တဲ့ကပ်ပိုင်ရဲ့အတားအမှတ်ကိုတော့အစီစစ်နေသေးဖြစ်ပါတယ်နာရေးဖိဆာထဲမှာတော့96ပါဖြစ်နေပါလေဦးမယ်ဖြစ်စဉ်ကယခုလ22ရက်နေ့ကချစ်ခဲ့တာဖြစ်ပြီး23ရက်နေ့မှာတော့အဲ့ဒီဝင်းကြီးကိုလေချောင်းတက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဘရူကျွေးရအရှိပဲရှိမကစီလမ်းမှာတောင်းရင်နဲ့မင်းကွန်လမ်းပေါ်ကဖုန်ကြီးချောင်းကိုဘုံချတိုက်ခိုက်မှုကြောင့်ဦးစင်းတစ်ပါးအပါဝင်ဒေသခံပြည်သူ၆ဦးသေဆုံးခဲ့ရပါတယ် ပြည်နီနယ်မြေကဖားဆောင်နယ်မြေကတပ်တွေကိုလေကြောင်းကနေရိတ်ခါပစ္စည်းလုပ်တွေချပေးနေပါတယ်ချပေးတဲ့အထက်ကလေးလောက်ကတော့အဝေယာဟွန်တူဖြစ်သွားပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးပြင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရင်